ဲ့ဒီစရဲ့ဒါတိုက်စစ်မှုတွေဒီမဒေတာလို့ဒါ is mesa လို့ကတော့ဂိုးသွင်းအားနှုံးလေးတွေကောင်းနေတဲ့အနေအထားမျိုးတွေတော့တွေ့ရတာဆိုတော့ဘရိုကန်ဆုကိုအရင်အသားပေးပြီးကစားတာပြီးရင်တောင်ပန်တွေနဲ့ဂိုးရအောင်သူဖောက်မယ်ရပြီးသွားရင်သူဂိုးရပြီးသွားရင်ဆိုကျန်တဲ့အသင်းဟာဂိုးပြန်ရဖို့မလွယ်တော့ဘူးပေါ့ပြန်နေတာဟုတ်ပြန်တိတယ်နော်ဒီဘက်ကအိတ်ကွင်းရက်လက်ပိုင်းပေါင်းလေဒါပေမဲ့နောက်ဆုံး၄၆ဝင်မှာဝဲတော့ဝဲနိုင် အခုခန်းမ်းတုံးတက်ပေးမဲ့ပွဲစဉ်နဲ့ပွဲရတော့ကျွန်တော်တို့လီဗာပူးနဲ့ Nottingham Forest ပြီးတော့ကျွန်တော်တို့ဟုနဲ့ Crystal Palace အဲ့ဒီရဲ့ပွဲစဉ်နှစ်ပွဲမှာတော့ကျွန်တော်ကပဲစပြောလို့ကျွန်တော်ပဲအကြိုက်ပဲအရှင်ဆုံးရွေးရမှာပေါ့နော်အဲ့လိုပဲပြောရမှာပေါ့အဲ့တော့ကျွန်တော်အတင်နေရတော့ဒါဟုနဲ့ Crystal Palace မှာကျွန်တော်က goal ကိုရွေးချယ်ခြင်းနဲ့ကျွန်တော်ရဲ့ formula အတိုင်းမှာပဲ goal ရဲ့ကြီး online ကြီးနှုံးကကျွန်တော်တို့54တက်မှ800ခန်းနှုံးအထိကျွန်တော်တို့ရှိနေတာကိုတွေ့ရတယ်ဒါက formula ရ okay အဲ့တော့ဟုနဲ့ Crystal Palace ကိုကြည့်မယ်ဆိုဆရာတို့လည်းသိပါတယ်ဒါဟုနီးပြတော့ တိကတော့ဒါသူ့အတွက် တတော်ကြီးတဲ့တာဝန်တရက်ပဲ။ဘာကြောင့်လဲဆိုတော့ဒီတန်းစင်းဆုံးကနေလို့ပေါ့ဒီအာဒီမှာဆက်တော့ပွဲတော့နိုင်ပွဲမရသေးဘူး။အဲ့တော့ဒီအာဒီမှာဆက်တော့ပွဲတော့တော်တော်တန်းစင်းတော့အဲ့တော့နိုင်ပွဲမရသေးတဲ့အနေအထားဖြစ်နေတဲ့ဟုတ်ပေါ့နော်။အဲ့လိုအနေအထားမျိုးမှာတော့သူ့ကိုဒီတန်းစင်းဆုံးကနေလွတ်အောင်လို့ဆိုတာတော့တော်တော်လေးအချိန်ယူပြီးလုပ်ရမယ့်တာဝန်ကြီးတရက်လို့တော့ကျွန်တော်ကတော့ယူဆတယ်။ဟိုဒီဟုတ်နီးပြတဲ့အနေမှာပေါ့နော်။နောက်တစ်ချက်ကတစ်ဖက်ကကြည့်လိုက်တော့ခရစ်စတယ်ပဲလေးပေါ့။ဒါပြောရရင်ခရစ်စတယ်ပဲလေးကတော့အစင်လာရတော့တာဟုတ် ဟုကိုအတားစီတိုင်းနောက်ဆုံးကိုးချိန်စလုံးမှာမပဲသေးသော်ဟုကိုတစ်ချိန်ပဲအဲရှုံထားမှုတဲ့အနေအထားကိုကျွန်တော်တို့တွေ့ရတယ်ပေါ့နော်အဲ့တော့ဒီနှစ်သိန်းရဲ့အနေအထားမျိုးမှာတိုက်ဆက်ပိုင်းရောရုံးကန်တွေကကိုရကိုရဖို့လဲရုံးကန်တွေရတဲ့အနေအထားမျိုးမှာဒါတခုတော့ရှိတော့ဆိုတာပဲလစ်ဘက်ကတော့ကျွန်တော်တို့ဘော်ဒီကိုကျွန်တော်စဉ်းစားမယ်လို့ပြောရင်တော့မှတကယ်တော့ပဲလစ်ရဲ့ဒါတိုက်ဆက်မှုတွေဒီမာဒေတာလို့ဒါအစ်မေးစာလို့ကတော့ဂိုးသွင်းအားနှုံးလေးတွေကောင်းနေတဲ့အနေအထားမျိုးတွေတွေ့ရတာဆိုတော့ဟို အတွင်းဂိုးသွင်းသွားနိုင်တယ်။အတွင်းလည်းဂိုးမပြတ်နိုင်ဘူးလို့ကျွန်တော်တို့ယူဆလို့ပေါ့နော်။ဘူးပေါက်ဖို့ဆိုတာဘူးပေါက်ဖို့ဆိုတာတော်တော်ခက်ခဲမယ်ဆိုတော့ဒီနှစ်သိန်းရဲ့ပွဲစဉ်ကိုခုနကျွန်တော်တို့ဂိုးပေါက်ဖို့ပဲရွေးချယ်မယ်။ဒီပါဘူး Nottingham Forest ။ Okay အဲ့ပွဲစဉ်ကတော့ဒါပွဲကောင်းတစ်ပွဲလို့လည်းကျွန်တော်ပြောလို့ရပါတယ်နော်။ဒါ Anfield Queen မှာလီဗာပူးကဒါကျွန်တော်ဘီလာလို့ဘီရဲလို့နိုင်ခဲ့ပြီးတဲ့နောက်မှာသူ့မှာနည်းနည်းတက်လာမယ့်စိတ်ဓာတ်လေးတစ်ခုကို Man City နဲ့ပွဲမှာရိုက်ချိုးခံလိုက်ရတယ်။သူ၃ဂိုးပြတ်နဲ့ရိုက်ချိုးခံလိုက်ရလဲဆိုတော့ပြောချင်တဲ့ကတော့လီဗာပူးကဒီ2025ရဲ့လက်ကျန် ဒီကစားမဲ့ပွဲစဉ်တွေမှာ take advantage ပေါ့ဗျာအတာစီးများယူမထားနိုင်ဘူးရလက်ကောင်းမဲ့မယူထားနိုင်ဘူးဆိုကျွန်တော်ထင်တယ်အာဆင်နဲ့နဲ့ကလည်း၈မှတ်လောက်ပြတ်နေတဲ့အနေအထားမျိုးဆိုတော့ကျွန်တော်လည်းဝင်ပေါ့ဗျာအဲအဲ့တော့ဒီဒီတိုက်တဲ့ risk fit နေရာနေသူ့ကိုကျွန်တော်တို့ထုတ်လိုက်ရမယ်အနေအထားမျိုးဖြစ်သွားနိုင်တယ်လို့ယူဆတာဖြစ်သွားနိုင်တယ်ဖြစ်သွားမယ်လို့ပြောရမှာဖြစ်သွားနိုင်တယ်နော်ဒီမှာခုအနေအထားအဲ့လိုဖြစ်နေတော့ဒီပွဲစဉ်ကလည်းသူ့တို့အရေးကြီးတဲ့ပွဲစဉ်တစ်ပွဲပါပဲနော်ဟုတ်တခုပဲတစ်ဖက်က forest ကလည်းပြန်ကြည့်လိုက်တော့ဒါနီးပြရှောင်းတိုက်ရဲ့ လက်ထက်မှာ forest ကတော့ဘာလို့ခြေစွန်းပုံစံလေးနည်းနည်းစင်ပြေလာတယ်ကောင်းလာတယ်ဟိုတခုလေးအစင်လာနေတဲ့ကျွန်တော်ရှောင်းတိုက်ကတာနီးပြအဖြစ်ကိုလီဗာပူးနဲ့ရင်ဆိုင်ခဲ့တဲ့နောက်ဆုံး18ချိန်မှာ၃ချိန်တော့ဝယ်နိုင်မှုတဲ့အစင်လာတော့ရှိတယ်အဲဒီပွဲစဉ်ကတော့ကျွန်တော်တို့လည်းနည်းနည်းလေးကြက်တဲတယ်လို့ကျွန်တော်ယူဆတာပါကျွန်တော်ရဲ့တတိပုဂ္ဂလိကယူဆကြတယ်ကျွန်တော်အဲ့ပွဲစဉ်ကိုမခံမမှာဘူးကျွန်တော်ဟူးနဲ့ crystal bay ဒီပွဲစဉ်ကိုတော့ကိုယ့်အကူတော့ကျွန်တော်အဓိကရွေးချယ်ပါတယ်ဆရာတို့ကအဲ့ဒီပွဲစဉ်နှစ်ပွဲမှာပိတ်သက်တွေအတွက်ရွေးချယ်ချက်လေးကိုပြပြောပြပါဦးအခုကနေပြီးတော့နော်ဒါကျွန်တော်တို့အခုကနေပြတဲ့အဖြစ်နဲ့ middle brown နေပြ အော် road app road app ကိုခန့်လိုက်တယ်နော် ninja pro ပွဲကြီးလေကျွန်တော်ဟောများသောအားဖြင့်ဟိုကြည့်ကြည့်ပြပေါ်လာတယ်ကြည့်ပြတဲ့ပွဲကသူအိမ်ဝင်းပွဲတွေမှာ तू ကလုံးဝအိမ်ဝင်းကို fortress နေနဲ့တီးဆောက်တဲ့နီးပြမျိုးခံစစ်တကယ့်နီးပြမျိုးဟာ तू အစ်တီဂိုးမရရာဂိုးမရရနေပြီဂိုးမရဘူးမရှုံးရဘူးအစ်တီကဥတီရဲ့နီးပြမျိုးကိုခန့်လိုက်တော့အာ middle pro ကလက်မလွတ်စင်ပြီမဲ့လေ road advert ကဟုတ်ကိုကန့်တွဲခြင်းတယ် तू ကအိမ်ဝင်းမှာတော့ ဒါအရင်နိပြတွေကင်သွားတဲ့အချိန်မှာအိမ်ကွေးမှာတော့ तू ကအာဒီဟိုဝက်စီးတီးကလွင်ကျန်တဲ့အသင်းတွေကိုတော့ तू ကဂိုးတွေပြန်ပြန်သွင်းနိုင်တာမျိုးတော့ရှိဆိုတော့ဒါပေမဲ့အခုကနိပြတင့်တဲ့ခါကျတော့ပြန်တီဆော့မဲ့532နဲ့ပဲထွက်လာမလားဒါကလည်းစိတ်ဝင်စားဖို့ဘယ်လိုကစားကွက်ကိုတုံးလာမလဲဆိုတော့လည်းစိတ်ဝင်စားဖို့ကောင်းတယ်တေချာတာကတော့ဒါ raw edward ဒီလုံးဝခံစစ်နိပြပဲဟာ तू ကအဲဒါ root အတွက်လည်းအရင်အရေးကြီးနေတယ်ခံစစ်က အဓိကတိဆောက်အောင်ခုနကဆရာဆန်သုံးသက်သွားသလိုဟိုဂိုးအောင်ကဖြစ်နိုင်ခြေများတယ်ဒီဘွဲကအဲ့ဒါဒီဘက်ကဂူအီတို့ဦးဆောင်လဲခရစ်စတယ်ပင်းနေနှုတ်တန်းကလည်းကောင်းတယ်ဒီဘက်ကလည်းရော့အက်ဒ်ဝတ်ကလည်းခန်စစ်ကိုလုံးဝတိဆောက်မယ်ဆိုရက်နီးပြောင်မျိုးဟောတကယ်ကိုဒီမီဒယ်ဘရော့ကိုကြည့်လိုက်မယ်ဆိုရင်မီဒယ်ဘရော့ကခန်စစ်ကိုအရန်အသားပေးပြီးကစားတာပြီးရင်တောင်ပန်တွေနဲ့ဂိုးရောက်အောင်သူဖောက်မယ်ရပြီးသွားရင်သူဂိုးရပြီးသွားရင်ဆိုတော့ကျန်တဲ့အတင်းဟာဂိုးပြန်ရဖို့မလွယ်တော့မီဒယ်ဘရော့ကသူကင်တွယ်ခဲ့တဲ့ပုံစံအတိုင်းပဲသူဘူးကို ပုံဖော်ပါပဲပုံဖော်ပါပဲဆိုတော့ဒီဘွဲကပြန်လည်သွင်းကိုကိုမြင်ရမယ်လို့တော့ကျွန်တော်တို့မမြင်ဘူးဟုတ်အဲဆိုတော့အဲ့ဒီဘွဲကိုကျွန်တော်ဂိုးအောင်တိုက်ဟုတ်ပဲဟိုကလီဗာပူးနဲ့ဖောရက်စ်ကိုကြည့်မယ်ဆိုရင်တော့အဲလီဗာပူးကပြီးခဲ့တဲ့ရာသီမှာ38ဘွဲကစားရမှာသူဂိုးမသိမ်းနိုင်ခဲ့တဲ့ဘွဲတစ်ဘွဲပဲရှိခဲ့အဲ့တော့က Northern Forest ကိုသူအိမ်ဝင်းမှာ01နဲ့ရှုံးတဲ့ဘွဲဆိုတော့သူ့အတွက်က ဒီ MV မှာဒါပြန်ပြီးတော့သူလက်စားချေရမယ်ပွဲဒါပေမဲ့နိုင်ငံတကာပွဲတွေပြီးမှဆိုတော့ကစားသမားတွေရဲ့အနေကအကောင်းဆုံးပုံစံရှိနေပါမလားအသိကြီးရအားသားဆိုတော့နောက်ပြီးတော့ဒီ Forest ကပုံစံကလည်းခံမှန်းရခက်တယ်ဒါရှောင်းတိုင်းလက်ထက်မှာကစားပုံပုံစံတွေကခံမှန်းခက်တယ်ဒါပေမဲ့ရှောင်းတိုင်းကပြန်ပြီးတော့ဒါ Premier League ကိုပို့ပြီး outside တောင်မျိုးတော့တွေ့ရဆိုတော့သူ့ရဲ့ပထမဆုံးဒီ Northern Nibia ဘွားနဲ့ အဲပရမတ်သူပြီးမြောက်နိုင်ပွဲလဲသူရထားပြီးတော့သူကယုံကြည်မှုအားလည်းရှိတယ်ဒါပေမဲ့အဲ့ဒီပွဲမှာကအလီဘော်ဘူးကလည်းသူခုရလက်တွေမကောင်းမကောင်းဖြစ်နေတယ်ဆိုပေမဲ့လည်းအိမ်ဝင်းမှာတော့သူရလက်တွေကတေချာပြန်လေ့လာကြည့်မစိုးလောက်မစိုးပါတဲ့မစိုးလောက်ဆိုအဲ့ပွဲရောတော့ဗျဟိုဆုံးပြရကျွန်တော်တော်တော်နည်းနည်းခက်တယ်ဆိုတော့ဟိုဂိုးပြတ်နိုင်မလားမဲပါဘူးနိုင်ဘူးတော့များတယ်အဲဂိုးကလည်းပြောမရောနေလို့ရစက်နေပေါ့ကတ်ခါဘာလို့မရှိလဲမလားမစိုးရှိဘူးဟုတ်ပါဘူးအဲ့လိုချောင်းစွဲပြီးတော့ လီဗာပူးကတော့ကြေးပြော့ပြီးရမှာကျွန်တော်လို့ဆိုလီဗာပူးကအကြအဆုံးနေများလေ။အဲတော့လက်၆ပွဲမှာဆိုရင်လီဗာပူးကတပွဲပဲနိုင်သေးရဆိုဒီလိုနေသားမျိုးကဖြစ်တဲ့နယ်လို့ပဲ။ဝမ်းတို့60လောက်ပဲတူးပေါင်းနေမပွင့်တော့ဘူးလေ။သူကဒီလိုမျိုးပဲလာတော့မှာပဲ။ကျွန်တော်နိုင်ငံတကာပွဲတွေလည်းရှိတဲ့အခါကျတော့လီဗာပူးကလည်းအရင်ယုံကြည်လို့များပြော။ဖောရက်စ်ကတော့ ယုံကြည်မယ်ဆိုရင်တော့ forest ဘက်ကပဲနေထိုင်မလားပေါ့အဲ့ဒါဒါဒါမျိုးတော့ဒီဘက်ကစဉ်းစားဘူးဘက်ဝူးနဲ့ crystal palace ဆို concept ရှင်းလင်းနေတာမျိုးတော့မဟုတ်ဘူးဟုတ်ဘူးနော်ဆရာရဲ့ဆရာရဲ့ဘာကြိုက်ကျွန်တော်အဲ့လေဘူးနဲ့တော့ပြန်ပွဲလည်းပို့ပြီးတော့တိုက်တယ်ဒီတော့တဲ့အထိုက်တဲ့တွေ့ဆုံမှုပိုင်းပေါ့နော်နောက်ဆုံးသုံးချိန်သက်ကဟိုပြောမလို့ကိုကောက်ပိုင်းတရားကြီးပိုင်းပို့ပြီးတော့ဟူးနေတာတခါကအနေထားဒီလက်ရှိ level ရဲ့အနေထားကိုပြန်ကြည့်လိုက်တော့ဒီဘက်ကအိတ်ကွင်းရဲ့လက်ပိုင်းကောင်းတယ်ဒါပေမဲ့နောက်ဆုံး၄၆ဝင်မှာဝဲတော့ဝင်နိုင် ဒါပေမဲ့အဲ့အဖွင့်ရတဲ့ဘိုင်ကောင်းတဲ့အနေအထားကိုပြင်ပြနေတာလေလေဘူးကတဝက်ကိုလေးဆုံးဒီနောက်ဆုံးလေးဝက်တော့မှာပဲဒါကုန်းတော့ဦးရက်ပုံပြီးပေးထားနိုင်တယ်အမိသားမျိုးကတော့မပြေအောင်နော်တင်ဟန်ကိုပြန်ကြည့်ပြန်တော့လေနော်တင်ဟန်ကဝေးခွင့်မှာဆိုရင်စိတ်ကဦးရက်ကိုရုံးတယ်ဒီရာဒီဝေးခွင့်နောက်တော့၅ခွဲတော့ပြန်ကြည့်တယ်လေနှစ်ခွဲတော့ဝေးကိုရတယ်ညခဲ့တဲ့ခိုးရတယ်တခိုးတည်းမှပုံတယ်ဆိုတော့ဟိုအဲ့ခွဲလေဘူးဟိုလေဘူးလက်ရှိအစအပိုင်းနဲ့နော်တင်ဟန်ကိုရဖို့ခက်ခဲနေတဲ့အနေအထားနဲ့တော့ဒီနေ့ပြန်ကြမှာလက်ရှိဖွင့်လာတဲ့ပြီးဝင်ရောမှာတော့ကျွန်တော်က၃ခိုးနဲ့ပုံမယ်ဆိုတဲ့အနေအထားဆိုရင်တက်မသက်ရှင် နောက်တစ်ခုရှိတာကရှောင်းလိုက်ရှိဆိုတော့အရင်တော့ဘန်လီတို့အေဗာတန်တို့ကိုကင်ကြဲရအောင်နော်။တူကအသင်းကြီးနဲ့ထိုက်ခိုက်ပြစ်ဆုံးမယ်။တူအဝေးဝန်းပွဲကြီးမှာတူကဖက်ပြီးဘိုင်းကိုပို့ပြီးတော့လေးပြီးရယ်။ဟိုဘန်လီကိုကင်တော့ဆိုကိုအသိတားရယ်နော်။ဟိုနောက်လည်း6ရောက်နေ9ရောက်နေပါ။အင်း။အဲ့လိုပြန်ပြီးတော့ပြန်ပြီးတော့ပြိမ့်မယ်။ဆိုတော့တူကစေကံဘောနဲ့ပဲဂူကြီးယူတယ်။ဒီပြမျိုးနဲ့ပါလဲပါ။အော်ဆိုတော့ကျွန်တော်ဒီပွဲစဉ်အပြည့်အဝတွင်းကိုကြားနိုင်တဲ့အနေအထားမျိုးတော့ထက်မထွက်ချင်းအဲလီဗာပူးတက်တင်းနဲ့ရလဲဘူးအများကြီးတွင်းနိုင်တဲ့အနေအထားမျိုးမှာတော့မရှိတော့ဘူးအင်း ဒီပွဲမှာကျွန်တော်ကတော့အလွန်ဆုံးပြစ်သွားပါတော့နော်၃ဂိုးလိုပဲတင်တယ်အဲ့ဒီပဲအောက်မယ်လို့ပြင်ကြဟိုလေဘုံနဲ့လေ1 v 2 1 z 2 z okay အဲ့ဒါကျွန်တော်တို့ကဒီဒီဒီဟုတ်ကောဆွေးနွေးတဲ့ပွဲစဉ်နှစ်ပွဲလှပါပါတယ်ကိုကမပွဲပါเนาะရွေးချယ်မှုမှာကျွန်တော်နှစ်ကွက်ထွက်တယ်သုံးယောက်ရွေးချယ်တာနှစ်ကွက်ထွက်တယ်ဇိုးပါဘူးเนาะအဲ့ကျွန်တော်တို့ဒီဘာဟုနော်တင်ယာဖောရက်စ်ပွဲကိုတော့ခုနသုံးသက်ချယ်လို့တိုင်းတယ်ဂိုးအောက်ဖြစ်ပါတယ်ခုနဲ့ခရစ်စတယ်ဘဲလေးကိုလည်းကျွန်တော်တို့ဂိုးအောက်ပဲရွေးချယ်လိုက်ပါတယ်အားလုံးပဲအောက်ဆုံးမှာအောင်မြင်ပါပြီဗျာ